မင်္ဂလာပါဗျာကျွန်တော်ကတော့ထိုင်အောင်နေပါဗျာ2022အာဘူးနေ့ဒီဇင်ဘာလတလစာအတွက်ရှားဦးသားသမီးအားလုံးအတွက်တဲတော့ပဲတပါဘူးဖတ်ကြားပြဆိုပေးမှာဖြစ်ပါတယ်ဗျာရှားဦးသားသမီးယခုချိန်ယခုကာလမှာတော့ကိုတယောက်တည်းတစ်စွထိုးဆုံးဖြတ်တာလို့ရှောင်ကျင်ရမယ့်ချိန်ဖြစ်ပါ ။ဥစ္စာပစီနဲ့ပတ်သက်တဲ့ကိစ္စတွေပါတော့ဖုံကောင်းဖုံတဲ့အသိဝင်ခြင်းမြေပွဲဝင်ခြင်းပရိဘောဂပစ္စည်းအသိဝင်ခြင်းတွေကြုံ။မိတ်ဆွေပေါင်းနေတဲ့ကပါဖဗဗမနာမည်ပါရတ္တိကိုကောင်းကျိုးပေးတယ်။ဒါကတော့လည်းပူတွေပေါင်းဆက်တဲ့လို့အောင်မြင်မဲ့ဖြစ်ထွန်းတယ်။တတိဓမ္မနေနဲ့နေရအာဤဥပေဩအောင်လို့အေးလို့ဤလို့ပါရတ္တိတတိဓမ္မ တာဒီနဲ့ပတ်သက်တဲ့ကိစ္စလွတ်ထားလို့မရဘူးအောက်လက်ငယ်သားနဲ့ပတ်သက်တဲ့ကိစ္စမျက်စိတော်တော်ကြည့်နေဖို့လိုအပ်ပါတယ်ကားဝယ်ဖို့ရှိရထားတဲ့သူတွေဆက်ရှိရဲ့ကြော်မှာဝယ်ပါဗျာရန်နဲ့နောက်ဆက်နဲ့ပတ်သက်ပြီးရန်ရှင်းရန်နင်းနေတာကိုတွေ့ရပါတယ်ခြေနဲ့ပတ်သက်တဲ့ကိစ္စအပြောင်းလဲကြီးကြီးမားမားဖြစ်တတ်ပါကျမကြီးရဲ့ပတ်သက်တဲ့ကိစ္စရခင်ကဖြစ်ခဲ့ဘူးတော့အနာဟောင်းယောဂဟောင်းပြန်ပေါ်တတ်တယ် ဘုရားဗတာကိုးကွယ်တဲ့သူပြေတော့ဘုတော်အောင်ပြီဆိုတနေ့ဦးကလေးရှင်းပါဆက်ရ။ကံတရားကောင်းမဲ့ကိုဥတီပြောင်းလဲနေတာ80%ရှိ။လက်လာပါနဲ့ပတ်သက်တဲ့ကိစ္စ900,90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 00ဝင်လာတတ်တဲ့အချိန်ဖြစ်ပါ။လက်ကြီးကလာညွန်ချပြဆိုရမယ်ဆိုရင်တော့အဝါရောင်တို့အပြာရောင်တို့ပါတော့ဝိဇ္ဇာတွေကိုဝိစင်ခြင်းအပြင်ကိုယ့်ဘက်ကနေကံတာစီရမယ်ကံခွင့်ကောင်းရမယ်။ ကိုပြောတဲ့စကားတွေအောင်တစ်ဖက်ကကိုပဲပါလာမှာပဲဖြစ်လာတယ်လို့ရတဲ့အခုညွန်ကြပြဆိုရမယ်ဆိုရင်တော့ကျွေပကံကတစ်ချက်သေးတော့ခွာပြီး၆လုံးထဲအမွေးလိုက်၆တန်စာပြီးမြတ်စွာဘုရားကိုကတ်ပြီးပူဇော်လူတန်းပါဒါဆိုရင်တော့လူချင်းမျိုးမှာကြုံတွေ့ရမယ်ကံစားရမြန်းခိုက်ပြီးပြပြောက်ပြီးကောင်းကျိုးချမ်းသာမြင်ကလာလေရှောက်ရှိစီမှာဖြစ်ကျွန်တော်ကတော့ထိုက်အောင်နေပါကြာ ီနေ့ဤရက်ဤချိန်ရနေစပြီးတော့လူချင်းမျိုးတို့အားလုံးကြေးကြေးတိုက်စဝါဝါစာများများဆိုပြီးတော့ပေါ်ပေါ်သုံးနိုင်ပါစေဗျာကြည်ဝတုတဲ့အောင်မြင်ချမ်းသာပါစေစီးပွားသုံးစတိုးပါစေအသက်ရှူတိုင်းဝေဝင်ကြမ်းပါစေလို့ကျွန်တော်ထပ်အောင်နေရလူချင်းမျိုးတို့မိသားစုအား ဒီညာကနေစူတောင်းမြစ်တာများလှိုက်လိုက်လေလေအိုသားလိုက်ရကြောင်းပါဗျာစမားရဲ့နေလာ channel ကို like subscribe လုပ်ဖို့မမေ့ပါနဲ့နော်